အခုထပ်ပြီးတော့သိကျင်တာဒါကတော့ဒီအရင်တော့ကသူဒါကိုးစေးရပေါ့နော်အခုကျတော့ဒါလင်းတယ်ဒီလင်းတယ်ဒီကတော့ဒီမက်တစ်စီမှာတော့ရန်တော့မကြသေးဘူးဆိုပေဒီသူတို့နှစ်ယောက်ကြားထဲမှာဆိုလို့ရှိရင်ရောမတူညီဘဲနဲ့အဲ့လို क्वे ပြားတဲ့အချက်လေးတွေရောဘာရှိမလဲဒီ coach လုပ်တဲ့အပိုင်းမှာကိုရီအသင်းသားတွေပေါ့ဂိုင်းတွေတဲ့အပိုင်းတွေပေါ့อืมဟာကွာချားရရှိလဲဆိုတော့ရှိရောရှိပါဒါပေမဲ့နှစ်ယောက်လုံးကလည်းသူ့နေရာမှာသူကောင်းကြတယ် coach စေးရကျော်သူကဘာဖြစ်လဲဆိုတော့သူကအဲ့လို ူကအဲ creative ဖြစ်တဲ့ဘက်မှာတော်တော်အသာကြီးတာသူက creative ဆိုတော့အဲ meta ကိုလီးနိုင်တဲ့ဟိုဟာ meta ကိုလို့သူများမစော့တဲ့ဟာကြီးလဲသူနည်းစဉ်းစားရသေးတယ်ပေါ့ပြီးကျွန်တော်တို့ပြောကြည့်ပေါ့အဲဒီ hero bug တာအမင်းဒီ hero လေးကိုဒီလိုလေးလိုလေးစော့ကြည့်ဒီ agent လေးနဲ့ထည့်ပြီးစော့ကြည့်ဒီ emblem လေးနဲ့စော့ကြည့်အဲ့လိုလေး suggestion ပေးရပေါ့ဟို daddy လေးလောက်ပါတယ်မလောက်တော့မဟုတ်ဘူးဒါပေမဲ့အာဇေယျရောသူကျွန်တော်သိရကြပြီ fagon မှာရတူစော့နေဆိုသူအဲ့ fagon ရောက်ချင်းနေသူသူ့ပုံစံအဲ့လိုမျိုးပဲဟောဆိုသူအဲ့လို အဲ့လိုအဲ့လိုမျိုးလောက်ရအရင်ကြိုက်ရတယ်ဘာမှမဆော့ကြီးဘူးဆိုတော့အရင်ကြိုက်ရတယ်ဟုတ်တယ်အကိုစီရတော့ဟုတ်တယ် तू तू ထုတ်တဲ့ draft ပြီးပြီးတော့သူ့ရဲ့တင်းကင်းတင်းကင်းမရကျွန်တော်တို့ပုံမှန်တခြားကိုစီနဲ့မတူတာတော့ဒါလည်းပြိတ္တတွေတော်တော်များများတော့တတိထားမိမှာပဲအဲ့ဒါကြောင့်လည်း तू ကအဲ့လိုပုံမှန်ဆိုကိုရီဟိုးရင်လောင်းလောင်းကွာဆိုကိုစီရဆိုလို့ရှိရင်အများကြီးအဲ့လိုဒီပြိတ္တတွေဆို sound blade နဲ့တူရအောင်အသေးများလေးအသေးမှာဘာလဲညာလဲနဲ့နောက်ပိုင်းတော့လည်းသူ့ရဲ့လုံပြလာနိုင်တဲ့ဒီအနေထားကြောင့်တော့အများကြီးတော့နောက်ပိုင်းနဲ့ပို့ပြီးတော့ပြိတ္တတွေလက်ခံလာတော့